အိမ်တော်ရှင်မြို့သမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီကိုယ့်ရဲ့ culture ပေါ့နော်မြမရင်ကျေးမှုတစ်ခုကိုပဲချပြမယ်ဆိုပြီးတော့ဒီတပင်ကိုပဲပေါ့ဒီရုပ်သေးလေးကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးအိမ်တော်ရှင်တွေကပေါ့နော်ဒီ miss boy တွေဆိုလို့ရှိရင်မကြွားရဘူးဘာညာနဲ့တချို့တလေပေါ့နော်ဒါဝေဖန်တာတွေပါတော့ထပ်လဲတွေ့ပါတယ်အသားညိုတယ်အရက်ပူတယ်ပြီးတော့ခါကြတော့အသက်ကြီးရယ် body မလှဘူးသူတို့ဒါမျိုးတွေကိုအမျိုးစုံသူဝေဖန်တိုက်ခိုက်တာတွေထပ်တွေ့ပါတယ်လူတိုင်းရော မဒီ Miss Universe မြန်မာ2025သင်္ကန်းကျွန်းသင်္ကန်းကျွန်း City ကိုစာပြုဖြစ်ပါတယ်။အဲဒီနေ့ဝတ်ထားတဲ့ဥစ္စာတွေကကြတော့ဒါ certificate အကုန်လုံးခေါင်းဆောင်ခြေစုံစင်နာဖြစ်ပါတယ်ရှင်။အားလုံးအားလုံးဒီတည်သူစီရာရယ်ရှင်။အဲဒီထားတာကတော့ designer TK Deepa ဖြစ်ပါတယ်။အဲ့ဒါကတော့ဓာတ်နေတော့ဒါသင်ငယ်စိတ်တော်မရှိဘူးရှင်။ဘာဖြစ်လို့လဲဆိုတော့ ဒါအမျိုးသမီးတွေကအချိန်တိုင်းရရောက်ရင်ဒါအိမ်တော်ပြူရမှာပဲလေအိမ်တော်ပြူတဲ့ခါကျတော့ကိုမသားသမီးရှိတယ်အမျိုးသားရှိတယ်ဆိုတာထက်တော့ကတော့ကုန်းစရာလိုပဲကိုယ်စိတ်ထဲမှာထားပါတယ်ဘာလို့လဲဆိုတော့ကိုကကိုမအမျိုးသားရှိတယ်တားလေးရှိတယ်ဆိုတာဒါ reality ပဲမှန်တရားပဲဆိုတော့လေဘာပဲဖြစ်ဖြစ်ကိုအနေနဲ့ဒါသူအမျိုးသားရှိလို့လေဒီမှာလာပြီးတော့သူ့ကိုကလေးလေးကိုကြိတ်ခိုင်းတာပြီးတော့ဒီမှာလာရောက်ရှောက်လန်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုထက်တော့ကတော့အားကိုးစရာကုန်းစရာလိုပဲထင်ပါတယ်ဒါတရားကြီးပါဘူး စပမှုတို့ကိုကိုးစားပြုထားတယ်။မြမယုတ်သိအမှုပညာတွေပဲ။ရင်ကျေးမှုအထင်ကြီးအဖြစ်ထင်ရှားသောအမျိုးသမီးဇက်ကောင်တစ်ခုပါ။တပိနိုင်မင်းသမီးဇက်ကောင်ပဲဖြစ်ပါလေခမညာ။ထာအနေနဲ့ပေါ့နော်သင်ငန်းကျွန်းဆိုပြီးစဉ်းစားရတဲ့အချိန်မှာ ိမ်တော်ရှင်မြို့သမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီကိုယ့်ရဲ့ culture ပေါ့နော်ညီမရင်ကျေးမှုတစ်ခုကိုပဲခြားပြမယ်ဆိုပြီးတော့ဒီတပင်ကိုပဲပေါ့ဒီရုပ်သေးလေးကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်ဒါကတော့ရင်သေးမှုတက္ကသိုလ်ကပေါ့နော်ဆီယမ်မအမပုံပုံနဲ့အဲဒါကသွားပြီးတော့တင်ထားပြီးတော့မှဒီဟာကိုခြားပြခဲ့တာဖြစ်ပါတယ်ရှင် ရုပ်သေးရတော့လေဘယ်လိုပြောရမလဲဆိုတော့အထက်တလနေပါပဲတင်ခဲ့ရတယ်ရှင့်အဲ့မှာအထက်ဘာအားနည်းစက်လေးရှိနေလဲဆိုတော့အထက်တို့ပုံဖော်ပေးခဲ့တဲ့ဒီသပင်ဆင်လေးရပါတော့ဆင်လေးနဲ့အယုတ်ကလေးနဲ့က ဒီလိုမတက်ရက်လိုက်မယ်ဆိုမျက်နှာ level လေးဖြစ်နေတာပေါ့เนาะဖြစ်နေတဲ့အပေါ်မှာချက်ကဒီနည်းနည်းလေးငုံပြီးတော့မှ performance လုပ်ပြရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအမလို့အမရလေးဖြစ်တာလေးတော့ရှိရဲ့ရှင်ပြီးတော့ဒီရုပ်သေးလေးဆိုတာကလည်းကိုယ်လက်ကမကျွမ်းညင်လို့ရှင်ကျိုးတွေပါရရှုပ်သွားလို့ရှင်ကပြရတယ်ခတ်တယ်ပေါ့เนาะအဲ့ပုံမှာပဲအကောင်းဆုံးဖြစ်အောင်လို့စူးစမ်းခဲ့ရဖြစ်ပါတယ်ဒီလိုမျိုးအိမ်တော်ရှင်တွေကပေါ့เนาะဒီ mess boy တွေဆိုလို့ရှင်အာမကြွရအောင်ဘာညာနဲ့တချို့တလေပေါ့နော်ဒါဝေဘန်နာတွေပါရတော့ ထက်လည်းတွေ့ပါတယ်။ဒါပေမဲ့သူတို့ဝေဖန်တိုက်ခိုက်မှု က အသားညိုတယ်၊အရက်ပူတယ်၊ဒီရောက်ကကြတော့အသက်ကြီးရယ်၊ body မလောက်ဘူး။သူတို့ဒါမျိုးတွေကိုအမျိုးစုံသူတို့ဝေဖန်တိုက်ခိုက်တာတွေတွေ့ပါတယ်လူတိုင်းရောဝေဖန်တာမှားလားဆိုတော့လည်းမှားတယ်လို့လည်းပြောလို့မရဘူးပေါ့နော်။ဒါသူတို့သူတို့စိတ်နဲ့သူတို့ဝေဖန်တာပေါ့နော်။ပြိုင်တဲ့သူတွေကလည်းဒါသူတို့ယုံကြည်မှုနဲ့သူတို့ဒါအကောင်းဆုံး fashion ရှိရှိနဲ့ရှောက်လန်းနေကြတာဖြစ်တယ်ပေါ့နော်။ဝေဖန်တဲ့သူတွေလည်းတက်ကပြောချင်တာကတော့ ဒီအိမ်အောင်ရှင်ဖြစ်နေလို့ဝင်မပြန်ရဘူးလို့ပါတော့ဆိုတာလည်းကိုယ့်ရဲ့အခံယူချက်နဲ့ပဲဆိုင်တယ်လို့ထင်ကြတော့ထင်ပါတယ်ကိုကဒါဝဒနာပါတယ်ဆိုလို့ရှိရင်အဲကိုယ့်ရဲ့ရည်မှန်းချက်တိုင်းရှောက်လန်းခွင့်ရှိရဲလို့ပြောချင်ပါတယ်သင်္ကန်းကြောဖြစ်ပါတယ်ရှင်အာဇာနေနေတော့လေအမှန်တိုင်းပြောရင်ဒီနေ့က အရန်ကိုဝမ်းတာရဲပေါ့နော်ကိုလည်းမချင်မထားဘူးအကိုမျိုးသားတွေကိုမိသားစုတွေလာပေးရဲ့အချိန်မှာဒီဖုန်တင်ဖုန်တင်နဲ့အော်နေရဲ့အချိန်မှာတော့တခါရင်ခုန်နေပေါ့နော်ဒါလည်းကို့ကိုပေးမယ်လို့လည်းကိုမထင်သားဘူးဒါပေမဲ့ဒီလိုရတဲ့အတွက်ကိုလည်းအရန်ဝမ်းတာပါရဲ့ရှင်အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ် winner တော့တော့မနိုင်ပြောင်းတော့ winner တော့ပမန်းနာဘူး ဒါကကိုယ့်ရဲ့အသက်အရွယ်နဲ့ကိုလုံးနိုင်ဆုံး performance ကိုလုံးနိုင်ဆုံး gap ဝအကောင်းဆုံး public speaking skill တွေရောအားလုံးလေ့လာထားတယ်ဒီ page နဲ့ပတ်သက်ပြီးတော့ဗောနော်အားလုံးလေ့လာထားပြီးတော့တော့ပြိုင်နေရဲ့ဒါမဲ့ဒါအနေနဲ့ဝင်တာမှန်လားဆိုတော့ဝင်တာတော့မမှန်တာပါအရှင်